အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ပိုင်ဆိုးသူနိပညာ channel ရဲ့နေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြန်လည်မျှဝေပေးသွားမယ့်အကြောင်းအရာလေးကကျွန်တော်ဒီဖုန်းပြောတဲ့အခါမှာကျွန်တော် group ဖွဲ့ပြီးကမှပြောတဲ့နေပေါ့နော်ဒါလေးကလည်းကိုတယောက်ကျွန်တော်မေးထားလို့ပေါ့နော်မေးထားလေးကကြာပြီကျွန်တော်ပြန်လည်မျှဝေပေးလို့ပေါ့နော်အဲအကြောင်းမလို့ဒီနေ့မှာတော့ကျွန်တော်ဖုန်းပြောတဲ့အခါမှာကျွန်တော် group ဖွဲ့ပြီးကမှပြောတဲ့နေလေးကိုကျွန်တော်ပြန်လည်မျှဝေပေးသွားမယ်အဲတော့ကျွန်တော်အရင်ဆုံးကျွန်တော်ဖုန်းခေါ်လိုက်မယ်ပေါ့နော်ဖုန်းတစ်လုံးကိုကျွန်တော်အရင်ဆုံးခေါ်လိုက်မယ် အဲ့ကျွန်တော်ဖုန်းခေါ်လိုက်ပြီနော်ဟယ်လိုဟယ်လိုအဲ့တော့ဒါကျွန်တော်တယောက်နဲ့တယောက်တည်းဒီဖုန်းနှလုံးပေါ့နော်ဒီဖုန်းနှလုံးကျွန်တော်ဖုန်းပြောနေဖုန်းပြောနေပြီဆိုလို့ချင်းကျွန်တော် group ဖွဲ့ပြောချင်းလို့ချင်းနောက်တယောက်ဝင်လာလို့ချင်းကျွန်တော်ကင်ပေးရမှာပေါ့နော်ကျွန်တော်အဖုန်းတွေအများကြီးချိန်ပြီးကမှပြောလို့ရတယ်ဒါဒီနှလုံးကဒါကျွန်တော်ဖုန်းပြောနေပေါ့ဖုန်းပြောတဲ့ချိန်မှာကျွန်တော်ဒီကနေမှနောက်တစ်လုံးခေါ်မယ်ပေါ့နော်နောက်တစ်လုံးနောက်ထပ်ကျွန်တော်ထပ်ခေါ်မယ်အဖုန်းဒီဒီဖုန်းကိုပဲပေါ့နော် ဲ့တော့ကျွန်တော်ခေါ်လိုက်ပေါ့နော်ဒီဖုန်းနဲ့နောက်ထပ်ခေါ်လိုက်ပြီးခေါ်လိုက်တဲ့အချိန်မှာကျွန်တော်ဒီဖုန်းမှာဝင်နေတယ်ပေါ့နော်ဒီဖုန်းမှာလာဝင်နေလာဝင်နေတဲ့အချိန်မှာဒီဘုန်းကနေမှာဟိုဘက်ကိုပြောပေါ့နော်ဖုန်းပြောနေတော့ဖုန်းလေးမချနိုင်ဘူးပေါ့နော်ခဏကင်ထားပြီးနေဖုန်းပူဖို့မလိုလို့ပြောလိုက်ပေါ့နော်အဲ့အချိန်မှာဒီဘက်ကနေမှာကျွန်တော်အဲ့ဖုန်းကင်လိုက်မယ်ပေါ့နော်ကန်လိုက်ပြီကန်လိုက်တဲ့အချိန်မှာကိုင်းပြီးလို့ရှိရင်ဒီမှာပေါ့နော်ဒီကောင်လေးရှိရင်အများ၃ခုလေးပေါ့နော်အများဒီမှာ၃ခုပုံစံမျိုးလေးအဲ့ဒါလေးနှိမ့်လိုက်ပေါ့နော် နှိပ်လိုက်လို့ရှင်ကျွန်တော်ဒါ၃လုံးချိတ်သွားပြီပေါ့နော်ဒီမှာဒီအလုံးရဒီလုံးရဒီလုံးရ၃လုံးလုံးကျွန်တော်ချိတ်သွားပြီဒါ group ဖွဲ့သလိုဖြစ်သွားပြီကျွန်တော်ဖုန်းလုံး၃လုံးကို၃ယောက်လူ၃ယောက်တပြိုင်တည်းပြောလို့ရနောက်ထပ်ကျွန်တော်ထပ်ခေါ်ပြောင်းမယ်ပေါ့နော်ဒီဖုန်းနဲ့ကျွန်တော်ထပ်ခေါ်ပြောင်းမယ်အဲကျွန်တော်ထပ်ခေါ်လိုက်မယ်ပေါ့နော် ဒါဆိုကျွန်တော်၃လုံးချိတ်ပြောနေပေါ့နော် group ဖွဲ့ပြီးကမှ၃လုံးချိတ်ပြောနေတယ်ကျွန်တော်နောက်တစ်လုံးနဲ့ထပ်ခေါ်တယ်၄လုံးပေါ့နော်ကျွန်တော်ဖုန်းရှင်ရှိသလောက်ကျွန်တော်ခေါ်လို့ရပါပေါ့နော်ခေါ်ပြီးကမှကျွန်တော် group ဖွဲ့ပြီးပြောလို့ရပါတယ်အဲ့တော့ကျွန်တော်ခေါ်နေပေါ့ခဏလေးစောင့်ကြည့်ပါကျွန်တော်အရင်မကောင်းသေးလို့ပါနော် အဲ့တော့ကျွန်တော်ဒီဖုန်းအသေးလေးနဲ့ပြောတာပေါ့နော်အသေးလေးပြောတဲ့အချိန်မှာကျွန်တော်ဒီဟိုဖြစ်လို့ပေါ့နော်ဖုန်းအသေးလေးရဲ့ line မမိလို့ပေါ့နော်ဒီဖုန်းနဲ့ကျွန်တော်ထပ်ခေါ်လိုက်မယ်ပေါ့နော်၃လုံးရှိသွားတယ်ကျွန်တော်ချိန်တာ၃လုံးရှိသွားတယ်ဒါဆို၄လုံးပေါ့နော်ကျွန်တော်၄လုံးချိန်လိုက်မယ်ဒါလေးနဲ့ကျွန်တော်ခေါ်လိုက်မယ်ပေါ့နော် ဟဲဝင်လာပြီပေါ့နော်အဲ့လိုဝင်လာပြီသုံးလုံးကသုံးလုံးပြောနေပြောနေတဲ့ချိန်မှာအဲသုံးလုံးလုံးကိုခဏလေးနေမောက်နောက်တစ်လုံးဝင်လို့ချိတ်လိုက်အောင်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲအဲဒါကြောင့်ကျွန်တော်ဒီမှာအောက်မှာပေါ့နော်ဒီဖုံးကင်နေရလေးကိုကျွန်တော်ကင်လိုက်မယ်ကင်ပြီလို့ရင်ချက်ချင်းပဲဒီမှာဒီကောင်လေးပေါ့နော်ညာလေးဟာလေးပေါ့နော် အဲအဲ့ဒါဆိုတော့ကျွန်တော်ဒါကျွန်တော်လေးလုံးလုံးချိန်ပြီးသွားပြီပေါ့နော်ဖုန်းလေးလုံးလုံးကိုကျွန်တော်ချိန်ပြီးကမှဒါကြပြိုင်နဲ့ပြောလို့ရတယ်ဒါ group ဖွဲ့ပြီးပြောလို့ရတယ်ပေါ့နော်လေးလုံးလုံးအဲဒီဖုန်းပိုင်ရှင်နဲ့လည်းပြောလို့ရမယ်အဲဒီဖုန်းနဲ့လည်းပြောလို့ရမယ်ကျွန်တော်ပြီးလို့ရှင်ဒီဖုန်းနဲ့လည်းပြောလို့ရမယ်ဒီဖုန်းနဲ့လည်းပြောလို့ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဘလို့ဖြစ်သွားမလဲဆိုလို့ရှင်ကျွန်တော်ဒီဖုန်းလေးယောက်လုံးဒီဒီဖုန်းဒီအကုန်လုံးဒီလေးယောက်လုံးကကျွန်တော်ပြောနေတာကြီးအကုန်လုံးကြားနေမှာပေါ့နော် ဖုန်းတွေကကျွန်တော်ကတ်နေလို့မလို့အတန်တွေကဘက်ပြန်နေရပါတော့ဒါဆိုလို့ကျွန်တော်ကျွန်တော်ဖုန်း group ဖွဲ့ပြောပြောတာအောင်မြင်သွားပြီပေါ့နော်ကျွန်တော်ပြောသလိုပဲဒါ၄ယောက်လုံးဒီဖုန်းပိုင်ရှင်၄ယောက်လုံးအကုန်လုံးတယောက်ပြောရင်အကုန်လုံးကြားနေရမှာဖြစ်ပါတယ်ဒါ group ဖွဲ့ပြောတဲ့ပုံစံမျိုးလေးပေါ့နော်ဒီလောက်ဆိုတော့ကျွန်တော် base တွေပြုလုပ်တတ်မယ်ထင်တယ်ပေါ့နော်မသိတာရှိသေးရှိလဲ comment မှာမေးသွားပေးပါအားလုံးကျေးဇူးတင်ပါတယ်